မူသာဝါဒအကန့်ထဲမှာစေးတိုင်းထွာတာဂုံးတိုက်တာတွေပါပါလားရှင်ဗျာမူသာဝါဒကတတ်တတ်တခုစေးရာကိုဖုဒဝါစာလို့ခေါ်တယ်ဝစီကံ၄မျိုးရှိတယ်မှန်ပါဗျာမူသာဝါဒကတော့အမှားကိုအမှန်လို့ပြောတာလို့အမှန်ကိုအမှားလို့ပြောတာလို့အဲ့ဒါကိုမူသာဝါဒလွယ်မှားပြီးပြောတာမျိုးမှန်ပါဗျာတစ်ဖက်သားကိုလွယ်မှားစေတဲ့စိတ်နဲ့အမှန်မှားစေလို့တဲ့စိတ်နဲ့ပြောတာမှန်ပါဗျာစေးရာကျတော့ဖုဒဝါစာလို့ခေါ်တယ်မှန်ပါဗျာ ခုံးတိုက်တာကြတော့ပိတုနာဝါစာလို့ခေါ်တယ်။မှန်ပါဗျာ။အဲ့ဒီမှာနောက်တစ်ခုထည့်လိုက်မယ်ဆိုလို့ရှိရင်အကျိုးမရှိတဲ့စကားတွေတန်ဖတ်ပလပကောင်းကျိုးချမ်းသာတွေကိုပျက်စီးစေတတ်တဲ့လောကမှာဘာအကျိုးမှမဖြစ်စေတတ်တဲ့ဒီကောင်းကျိုးချမ်းသာကိုဖြည့်စည်တတ်တဲ့အပြောဆိုဒီကိုပြောလို့ရှိရင်ပညာရတ္တိလည်းပါမှာပေါ့နော်။ဘာမှကောင်းကျိုးချမ်းသာမရတဲ့ ပြောဆိုရင်ပညာရည်ရောအကုန်လုံးတန်ဖတ်ပလပါလို့ခေါ်တယ်မှန်ပါဗျာအဲ့ဒါတော့ပါမကောင်းကျိုးချမ်းသာကိုမဖြစ်စေနိုင်တဲ့ဟာမျိုး၄မျိုးရှိတယ်သူကမှန်ပါဗျာနော်မှန်ပါအဲ့တော့အဲ့ဒီဂျန်နက်၃မျိုးကမူသာဝါဒထဲမှာ၅ပါးသီလထဲမှာမပါဘူးဆိုတော့ဂျန်နက်၃မျိုးလွတ်လို့ရှင်မူသာဝါဒကံလောက်မစိုးဘူးလို့ပြောချင်တာမျိုးလားအဲ့လိုမဟုတ်ဘူးသူကအဲ့လိုမဟုတ်ဘူးဒီ၅ပါးသီလလို့သတ်မှတ်ပေးထားတာကသူကဒုစရိုက်၁၀ပါးကြတော့ဒါတွေကုန်ပါလေ ်ပါဘူးဆရာဆေမာဒါပါတချို့လည်းအဲ့ဒါကြံ့ကြံ့ဖုံးမှာဆောက်ပြီးတော့တွေးတဲ့လူတွေရှိတော့ဗောနော်ငါဘောသီလမှာသူရမီရိယပါတယ်ဒူးဆိုင်ဆယ်ပါတဲ့ကျတော့သူရမီရိယမပါအဲ့တော့ဒူးဆိုင်မဖြစ်ဘူးလို့ဒီလိုတည်းဒီလိုမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့နေရာမှာသူကသူ့ရဲ့ဒီအစင်းလားတစ်ခုရမြတ်စွာဘုရားတချို့လူမှုရေးတွေကျတော့အစင်းလားတစ်ခုနဲ့ လောကမှာကျင့်ထုံးနေဆင်လာကျင့်ထုံးလာတဲ့ဟာတွေကိုပြန်ပြီးတော့ဟောပေးတတ်တာတဲ့တမန်ပါဘုရားပွဲမှာပေါ်တဲ့ဟာမဟုတ်ဘူးရှေးပညာရှိသူတော်ကောင်းတွေလိုက်နာကျင့်ထုံးနေရှိတဲ့ဟာကိုဟောတာတမန်ပါအဲ့တော့စေတိုင်းထွားတာဂေါတတ္တ၅ပါးသီလနဲ့မပါလို့သီလမကျိုးဘူးလို့ပြောပြီးမှဒုစရိုက်ဖြစ်တယ်သူကမှန်ပါဗျာမှန်ပါဗျာဒုစရိုက်ကတော့ဖြစ်တယ်မှန်ပါဗျာဟော Facebook တွေကဆဲတာတွေ Facebook တွေကဂုံးတိုက်တာတွေဒါလည်းပဲဖြစ်တာ ်ပါဗျာအခုသူဖြစ်တယ်မှန်ပါဗျာသူရဲ့ဝစီဒုစရိုက်တော့ဖြစ်တာပေါ့နော်မှန်ပါဗျာဘုဒ္ဓဘာသာတိလာတဲ့ထဲ့ပြီးကျန်တာတွေမထဲ့တာကဘာလို့လို့ဆဲဆဲတာဆိုတာလူတွေကသိတာလေခေါင်းတိုက်တာလည်းသိတာလည်းလို့ပြောဒီလိန်နာကြတော့သူကအလွန်သိမ်မွေးတာမှန်ပါဗျာအလွန်သိမ်မွေးတော့နေစင်နဲ့ဗျာလူတွေကဒီအမှန်တရားကိုကြော်လွှားပြီးတော့ လိမ်ပြောရတဲ့လေ့ကျင့်ချက်ရှိတော့သူကပို့ပြီးတော့အဖြစ်များတယ်လို့ပြောမှန်ပါဗျာသူကတစ်ချိန်လုံးဆဲရုံနေပြီပဲလို့လိမ်နာတော့ရှိနေတတ်တယ်မှန်ပါဗျာအဲ့ဒါကြောင့်မို့လို့အဖြစ်များတဲ့အရာတစ်ခုကိုပဲတီလာတဲ့ထည့်လိုက်တယ်လို့ဒီလိုတော့တွေးကြည့်လို့ရတယ်ပေါ့နော်မှန်ပါဗျာ